ားလုံးပဲမင်္ဂလာပါခင်ဗျာပဒေတာ tree channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေမြန်မာတက်ကြေ1388ခုနဲ့ခရစ်နှစ်2026ခုနှစ်အတွက်မြန်မာနိုင်ငံရဲ့ကံကြမ္မာ host rank ကိုသူရိယသိတန်တမန္တလေးမှာအတင်းကျန်စာမအကောင့်နှုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲဒီနှစ်1388ခုနှစ်မှာမြန်မာနိုင်ငံအတွက်ဘလို့ပြောင်းလဲတွေခွန်လန်းတွေနဲ့စိန်ခေါ်မှုတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုအတူတကွနားဆင်ကြည့်လိုက်ရအောင်လားခင်ဗျာ ဤနှစ်မြန်မာတက္ကရာ1388ခုကိုစိုးမိုးသောဂျိုကက်ဘိနက်အဖွဲ့အစည်းတွင်နှိအရှင်ဝိသပတိမင်းသမတသည်ကြာတာပရိဂျိုနှိအရှင်ဒေနာပတိကာကွယ်ရေးဂျိုမှာအင်္ဂါဂျိုနှိအရှင်သတ္တပတိလေယာစိုက်ပျိုးရေးဂျိုမှာတောက်ကြဂျိုနှိအရှင်ရတပတိကုံသွေးရေးဂျိုသည်တနင်္ဂနွေဂျိုနှိအရှင်နိရတပတိတတ်တထုဂျိုသည်တောက်ကြဂျိုတို့ဖြစ်ပါသည်တောမဂျိုသုံးလုံးပါပဂျိုနှလုံးဖြင့်ဖွဲ့စည်းထားပါသည်ဒေတာရွန်းလူပောင်ဖွဲ့စည်းနှင့်ကောလာလတွင်တွဲနေတယ်လို့ဆိုရမှာ နိုင်ငံရေးကောလာလာများကြားပြည်သူတွေရဲ့အကျိုးစီးပွားအများထုတ်ခံရမှုလူအများကြားစိုးရိမ်ပူပန်မှုစတဲ့ခက်ခဲသောအကျိုးဆက်များတွင်တာဝန်သည့်တာဝန်ရှိသောအစိုးရဖွဲ့နှင့်ဥပဒေပညာရှင်တို့ကပူးပေါင်း၍ဝီရောဓိမဖြစ်စေရေးအတွက်ဥပဒေနည်းဥပဒေသစ်တို့ပြဋ္ဌာန်း၍ကာကွယ်ရေးလှုံ့ဆော်လာအံရေကာတာနှင့်အင်းမောခြင်းများပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ရန်ခီးသောဝန်ဆောင်မှုရောကြခြင်းနှင့်ဓာတုဇီဝအငွေ့ရည်တို့ကြောင့်လူတို့အနာရောဂါခံစားရအံနည်းပညာဖြင့်ထိန်းချုပ်ထားသည့်မှာဖောက်ထွက်ကာအွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်ခြင်းတို့ကြောင့် ပြည်သူနဲ့တိုင်းပြည်ဝင်ဝင်နစ်နာမှုရှိရန်ရေလန်းခီပို့ဆောင်ရေးကဏ္ဍ၌ဆုံးရှုံးမှုကြီးမားခြင်းဘာသာရေးနဲ့ဆိုင်သောဥပဒေအရကိစ္စများတွင်ညှဉ်းခုံညှိနှိုင်းစရာများကြုံတွေ့ရခြင်းပြည်ပမီဒီယာများမှဘာသာရေးနှင့်နှီးနှော၍မလျော်ကန်သောနှောက်ယှက်မှုများကြုံတွေ့ရအံကမ္ဘာထိပ်သီးနိုင်ငံတို့၏ဤပညာချွေရွှဲမှုတိုက်ခိုက်ခံရမှုတို့ကြောင့်အချိန်တိုတွင်ဆုံးရှုံးရသောငွေကြေးပမာဏသည်ကမ္ဘာအရရနိုင်ငံအသီးသီးကြုံတွေ့ခံစားရအံကုသံရောင်းဝယ်ဆန်ရသောတူညီချက်များ စည်းဝိုင်းနဲ့ဆိုင်သောအကျိုးတူလုပ်ပိုင်ခွင့်တို့တွင်မူပေါင်းအတွင်းမှနိုင်ငံသားယင်းနှမြုံနံသူတို့၏အကျိုးစည်းဝါမထိခိုက်စေရေးကိုဂရုပြုလှုံ့ဆော်လာ။ကားနှင့်ဆက်တက်ရန်အမျိုးမျိုးပြည်တွင်း၌ဈေးနှုန်းသင့်တင့်စွာထုတ်လုပ်ရောင်းချခြင်းနိုင်ငံ၏ဗန်ဒါရေးကန်တာအတွက်ခွန်တော်ငွေအမျိုးမျိုးနီလန်ပေါင်းစုံမှအစည်းအဝေးလာ။ကမ်းလွန်ပင်လယ်ပြင်မှသဘာဝကျွန်းများသဘာဝတန်းခွင့်နှင့်ရေနံလောက်ကွက်သစ်များထွက်ပေါ်ခြင်းရေထွက်ကုန်ပစ္စည်းများတင်ပို့ခြင်းမှနိုင်ငံသားငွေအကျိုးမြတ်များစွာရရှိရန်ပြည်ပမှပရိုက်တာဆန်ရာထောက်ပံ့မှုများပြတ်တောက်သွားနိုင်တော်လဲ အစိုးရနဲ့လူမှုဖုံးလောင်ရေးပရိုက်တာဖွဲ့များမှထောက်ပံ့ခြင်းကိုတိုးမြှင့်လှုံ့ဆော်လာနိုင်ငံပေါ်၏မြန်မာစေသောမျိုးဆက်သစ်တို့ပေါ်ထွန်းအများပြည်သူတို့အခြေအနေပုံမကောင်းမွန်စေရန်မထင်မှတ်သောနေရာတို့၌နိုင်ငံ၏ဘတ်ဂျက်ငွေလွှဲသည့်ထက်ပို၍ကြာတင်နိုင်အံမိဖက်နိုင်ငံတို့၏တန်တမာဆက်ဆံရေးစီဝါရေးဂရိသဘောတူညီစာချုပ်ချုပ်ဆိုခြင်းနဲ့အတူလောက်ကန်ခွန်လန်းများအတွက်နိပညာပံ့ပိုးမှုများဖြင့်လူအရင်းမြင့်ဖွံ့ဖြိုးတိုးတက်စေရန်ပုံဖော်လာ။သို့သောဆွမ်းအားစုအရင်းမြင့် ခရီးစနစ်လုံခြုံရေးစာတော်ကိစ္စများတွင်ညှိနှိုင်းစေစံမှုဖြင့်အနာဂတ်မျှော်မြင်ကြီးစွာလှုပ်ဆောင်လာကဘာမှာအလုတ်လက်မဲ့ဥယျရွှေပြောင်းလုတ်သားနှင့်ဒုက္ခသည်ပြဒနာ စာနာရိတ်ခါပြဒနာပုံမူကြီးထွားလာအနောက်ကဘာ၏ရှောင်းလွဲမြသောမဟာဗျူဟာမြောက်နိုင်ငံရေးနှင့်စစ်လက်နက်အားပြိုင်မှုများသည့်မာမိတ်နိုင်ငံတို့အတွက်ဖိအားကိုဖြစ်စေသောအခြေအနေဖြစ်ပေါ်ရန်ထူးချွန်ထက်မြက်သောစေဝါပေရပညာရှင်တန်တမာရေး၌ကျွမ်းကျင်မှုရှိသောလူတော်သူကောင်းများပေါ်ပေါက်နိုင်ရန် တိုင်းပြည်အကျိုးတည်ဖို့ဆောင်ရွက်နေသောပြပရဝန်ထမ်းတို့၏နာမကျန်းကံညံ့ကျော်ဟန်ပြည်တွင်းနှင့်နိုင်ငံတကာစတော့ရှယ်ယာညွန်ကိကာလာလက်အနေဖြင့်ဈေးမြင့်ရောက်ရှိပြီးနောက်ပိုင်းရေမြေဒေသအလိုက်မတူညီသောနိုင်ငံ၏နုပညာပိရများကြောင့်စိတ်ဖြည်သာရာများ၍တည်ဖို့ထိန်မြတ်တာသောကမ္ဘာရွှေဈေးကွက်ကိုစံချိန်တင်ရင်းနှီးမြှုပ်နှံမှုများဖြင့်ဈေးကွက်လာလာတန်းသစ်တို့ကိုမြင်တွေ့နိုင်ရန်နိုင်ငံ၏နေဆက်ပထဝီနယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားသောဧရိယာများအတွင်တန်တမာရေးစကားနှင့်ညီနှိုင်းရန် လူသားတို့စင်ဆက်မပြတ်တီထွင်မှုများသည့်နာဂမျိုးဆက်သစ်တို့အလားအလာကိုချင်းချောက်လာသည့်တဲ့ံကမ္ဘာစစ်လက်နဲ့ဆန်းသင်းမှုတွေဆိုရင်စိတ်အပြည့်ဖြင့်နေရာယူလာအံမြောက်အရှိမြောက်ပိုင်းဒေသမျိုးပြဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နဲ့အခွန်စည်းကြက်ချင်းငြိမ်းချမ်းရေးသဘောတူညီချက်ဒေသတွင်းလူမှုဘဝဖူလုံရေးစသည့်အခြေခံချက်များနဲ့တူအပြည့်သဘောဆောင်သောရည်ညွှန်းချက်များဖြင့်စူးစမ်းပုံဖော်လာအံ ဲဒီလောက်ဆိုရင်တော့မြန်မာသက်ကရ1388ခုနှစ်ခရစ်နှစ်2026ခုနှစ်အတွက်မြန်မာနိုင်ငံဆိုင်ရာကံကြမ္မာဟော့စတန်ကိုဒုတိယသိတ္တန္တမန္တလေးမှာအသင်းကျန်စာမှအကောင်းထုတ်ချက်များကိုအစာဆုံးနားဆင်ခဲ့ပြီးဖြစ်ပါတယ်။ဒီဟော့စတန်ဟာဗေဒင်ပညာရအကောင်းထုတ်တင်ပြထားတာဖြစ်တဲ့အတွက်ယုံကြည်သူများအတွက်လမ်းညွှန်ချက်တစ်ခုဖြစ်စဉ်းစားဆရာအဖြစ်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့အနေနဲ့လည်းဒီနှစ်မှာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတရားကောင်းမွန်တဲ့ကံကြမ္မာတွေနဲ့သာကြုံတွေ့ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ကြည့်ရှုနားဆင်သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ပရိသတ်ရေး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့တိုက်တွင်းညီကုန်းချုပ်လိုက်ပါရခင်ဗျာ။